မင်္ဂလာပါခင်ဗျရှင်ကုန်ခေတ္တကနေဒီနေ့နဲ့ကဒရင်းနေကိုတင်ဆက်ပေးပါမယ်မြန်မာပါဝင်နိုင်ငံပေါင်း16နိုင်ငံကနိုင်ငံသားတွေအနေနဲ့အမေရိကန်နိုင်ငံကိုခရီးသွားဝင်ရောက်ခွင့်တားမြစ်တဲ့အမေကိုအမေရိကန်သမ္မတ Trump ကလက်မှတ်ရေးထိုးလိုက်ပြီးမြန်မာနိုင်ငံသားတွေကိုအမေရိကန်ဝင်ရောက်ခွင့်လုံးဝကန့်သတ်လိုက်တယ်လို့ CNN သတင်းမှာဖော်ပြထားပါတယ်အကြံပေးမဲ့အောင်လိုင်းရဲ့ညွှန်ကြားချက်အရပြည်တွင်းကဖုန်ကြီးကြောင်းနဲ့တီလာရှင်ကြောင်းတွေမှာနိုင်စင်မဲ့ကားနဲ့ဆိုင်ကယ်တွေလက်မခံထားဖို့အပြင် တာသနာအမတ်တစိမ့်နဲ့နိုင်စင်မဲ့ကားတွေဆိုင်ကယ်တွေမစီးဘူးပြည်နယ်တိုင်းတန်ကနိုင်ရကအဖွဲ့တွေကညှို့ကြက်ထုတ်ပြန်လာတဲ့သတင်းပါဝင်ဒီနေ့လည်းကသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြောဆိုတင်ဆက်ပေးခြင်းတဲ့သတင်းကတော့မြန်မာပါဝင်နိုင်ငံပေါင်း16နိုင်ငံကနိုင်ငံသားတွေအနေနဲ့အမေရိကန်နိုင်ငံကိုခီးတော်ဝင်ရောက်ခွင့်တားမြစ်တဲ့အမိန့်ကိုအမေရိကန်သမ္မတထရန့်ကလက်မှတ်ရေးထိုးလိုက်ပြီးမြန်မာနိုင်ငံသားတွေကိုအမေရိကန်ဝင်ရောက်ခွင့်လုံးဝကန့်သတ်လိုက်တယ်လို့ CNN သတင်းမှာဖော်ပြထားပါတယ် ဲ့ဒီအမိန့်ထုတ်ပြန်ချက်ကတော့ဒီကနေ့ဇွန်လ9ရက်နေ့မှာပဲအမေရိကန်သမ္မတ Trump ကိုယ်တိုင်လက်မှတ်ရေးထိုးလိုက်တာဖြစ်တယ်လို့ဆိုပါတယ်အဲ့ဒီလိုအမေရိကန်နိုင်ငံကိုခရီးသွားဝင်ရောက်ခွင့်တားမြစ်ခံရတဲ့နိုင်ငံပေါင်း16ခုထဲမှာမြန်မာပါဝင် Afghanistan ချက်ကွန်ဂိုဟေတီ Iran Libya ဆိုမာလီယာဆူဒန်ယီမန်အီကွေတာရီယာစတဲ့နိုင်ငံပေါင်း17နိုင်ငံဟာလုံးဝပိတ်ပင်ခံရတာဖြစ်ပြီးနောက်ထပ်ဗင်နီဇွဲလားအပေါင်းဝင်နိုင်ငံ9ခုကတော့ဒစိမ့်တစ်ပိုင်းသာပိတ်ပင်ခံရတာဖြစ်တယ်လို့ CNN သတင်းမှာဖော်ပြထားပါတယ် အဲ့လိုမြန်မာနိုင်ငံသားတွေကိုအမေရိကန်နိုင်ငံအတွင်းဝင်ရောက်ခွင့်လုံးဝပိတ်ပင်ရတာဟာအမေရိကန်နိုင်ငံမှာမြန်မာနိုင်ငံသားတွေဟာဗီဇာတက်တန်းကျော်လွန်နေထိုင်မှုများပြားနေတာတွေအပြင်တစ်ဖက်မှာလည်းမြန်မာနိုင်ငံဟာအမေရိကန်ကဖေရှားလိုက်တဲ့သူတို့ရဲ့နိုင်ငံသားတွေကိုပြန်လည်လက်ခံမှုပူးပေါင်းဆောင်ရွက်မှုမရှိတဲ့အတွက်ကြောင့်ဖြစ်တယ်လို့လည်းအမေရိကန်သမ္မတအင်ဘူဒွန်ရဲ့ထုတ်ပြန်ချက်မှာဆိုထားပါတယ်ဒါပေမဲ့အမေရိကန်ပြည်ထောင်စုမှာတရားဝင်အမြင့်နဲ့နေထိုင်권ရထားတဲ့သူတွေလက်ရှိရှိရင်းဆွဲဗီဇာကိန်းဆောင်ထားတဲ့သူတွေ တချို့ဗီဇာအမျိုးအစားတွေနဲ့အမေရိကန်အမျိုးသားအကျိုးစီးပွားကိုဆောင်ရွက်ပေးတဲ့လူပုဂ္ဂိုလ်တွေကိုတော့ချင်းချက်အနေနဲ့အမေရိကန်ကိုနေထိုင်ဝင်ရောက်သွားလာခွင့်ဆက်လက်ခွင့်ပြုထားတယ်လို့လည်းသိရပါတယ်ခင်ဗျာတစ်ဖက်မှာတော့အကျန်းဖတ်မင်းအွန်လိုင်းရဲ့ညွှန်ကြားချက်အရာပြည်တွင်းကဖုန်ကြီးကြောင်းတဲ့တိလရှင်ကြောင်းတွေမှာလိုင်စင်မဲ့ကားနဲ့ဆိုင်ကယ်တွေလက်မခံထားဖို့အပြင်သာသနာအမတ်တစိမ့်နဲ့လိုင်စင်မဲ့ကားတွေဆိုင်ကယ်တွေမစီးဖို့ပြည်내တိုင်းတန်ခါနိုင်ငံအဖွဲ့တွေကညွှန်ကြားချက်ထုတ်ပြန်လာပါတယ် ဒါကတော့အခုဇွန်လတရနေ့ကစပြီးဂျပန်မင်းအောင်လိုင်းရဲ့ညွှန်ကြားချက်အရစစ်ကောင်စီကနိုင်ငံတော်မှာရှိတဲ့ license နဲ့ကားနဲ့ဆိုင်ကယ်တွေကိုစီမံချက်နဲ့တောင်းလျှောက်ဖမ်းဆီးလာတယ်ဆိုပါတယ်အဲ့ဒီအတွက်တချို့ license နဲ့ကားတွေနဲ့ဆိုင်ကယ်တွေဟာဘုံကြီးကျောင်းတွေအတွင်းရန်နာထတာတွေလုလာတဲ့အတွက်ပြည်내တိုက်စစ်ကောင်စီတွေကသက်ဆိုင်ရာတန်ခါနိုင်ငံအဖွဲ့တွေကိုအကြောင်းကြားပြီး license နဲ့ကားတွေနဲ့ဆိုင်ကယ်တွေကိုဘုံကြီးကျောင်းတွေနဲ့တိလရှင်ကျောင်းတွေမှာလက်မခံထားဖို့ပြောဆိုလာတယ်လို့သိရပါတယ် ဒါပြင်ဘုန်းကြီးကျောင်းတွေနဲ့တိလရှင်ကျောင်းတွေမှာသာသနာအမှတ်တံဆိုင်နဲ့လိုင်စင်မဲ့ဆိုင်ကယ်တွေကားတွေကိုစီးနှင်တာတွေမလုပ်ဖို့ကိုပါတန်ခါနိုင်ကအဖွဲ့တွေကညှို့ချလာပြီးလက်ရှိမှာလဲစစ်ကောင်စီဟာသာသနာအမှတ်တံဆိုင်လိုင်စင်မဲ့ကားတွေကိုပါမချန်ဖမ်းဆီးနေတယ်လို့သိရပါတယ်ဒါပေမဲ့တဖက်မှာတော့စစ်ကောင်စီဟာကရင်ပြည်နယ်နဲ့မွန်ပြည်နယ်မှာရှိတဲ့သူတို့စစ်တပ်လက်အောက်ခံနေကြဆောင်တပ်ဖွဲ့ပြည်သူစစ်တွေနဲ့စစ်တပ်ရဲဌာနဆိုင်ရာဝန်ထမ်းတွေက ဌာနလက်မှတ်တွေနဲ့စီးနင်းနေတဲ့ license ကားတွေကိုတော့ဖမ်းဆီးတာမျိုးမရှိပဲခွင့်ပြုပေးထားတယ်လို့ဖအံမြို့နေပြည်သူတို့ကပြောထားပါတယ်ခင်ဗျာတပတ်မှာတော့ဂင်းမီနဲ့မြောက်ရီမြို့ကအမှတ်ကုန်းရက်ကွက်မှာစစ်တပ်အားကိုနဲ့ပြည်သူတွေကိုအနိုင်ကျင့်ပိနှိတ်ချိန်ချောက်နေတဲ့အကြပ်ဖက်စစ်ကောင်စီလက်အောက်ခံအုပ်ချုပ်ရေးမှူးလှော်ဝင့်ဆိုတဲ့သူပြည့်ခတ်ခံရပြီးပွဲချင်းပြီးကိုတိတ်သွားပြီလို့ဒေတာအတွင်းတရင်ရှင်းမိကရန်ကုန်ကစ်တစ်ကိုပြောပါတယ်ဒါကတော့ဇွန်လ၄ရက်နေ့ဖြစ်တဲ့မနေ့ကပဲ မြောက်ရီမြို့ကအချက်ဖက်စကောက်စီလောက်အောက်ခံအမှတ်9ရရက်ကအုတ်ချုပ်ရေးမှုလှဝင့်ဆိုတဲ့သူဟာစောချဲသူလမ်းအတွင်းကိုကားနဲ့ဝင်လာတဲ့အချိန်အမိမသိတဲ့တဏ္ဍသမားတွေကကားကိုတာပြီးပြစ်ခတ်ရှင်းလင်းလိုက်ရမှာအုတ်ကြီးလှဝင့်ဟာနေရာမှာပဲပွဲချင်းကြီးကိုတိတ်သွားတယ်ဆိုပါလေအဲ့ဒီနောက်အုတ်ချုပ်ရေးမှုလှဝင့်ရဲ့မသားအလောင်းကိုအချက်ဖက်စကောက်စီတပ်သားတွေကလာတဲသွားကြပြီးအဲ့ဒီအုတ်ကြီးလှဝင့်ကတော့အချက်ဖက်စစ်တပ်အမကန်ထောက်ခံသူဖြစ်တယ်လို့စေတအားကိုနဲ့ပြည်သူတွေကိုနှီးမျိုးစုံဖိနှိပ်အနိုင်ကျင့်ချင်းချောင်းနေသူဖြစ်ပြီး အခုတော့သေပြီလို့ဒေတာတွင်းသတင်းရှင်းမြစ်ကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့အချမ်းပတ်စစ်ကောင်စီကနိုင်ငံတကာကိုလူကြောက်ကောအခုဇွန်လအကောင်အထိသူတို့စစ်တပ်ဘက်ကနေအပြစ်ရထားပါတယ်ဆိုပြီးကြေညာထားပြီမဲ့တဖက်မှာတော့ ဇွန်လ၄ရက်နေ့ဖြစ်တဲ့မနေ့ကပဲမန္တလေးတိုင်းတောင်သားမြို့နယ်ကနဘူးချင်းနဲ့ထောက်ရှာချင်းကြေးရွာတွေတပိုက်ကိုစက်တက်လေဒီတွေနဲ့လာရောက်ဘုံကျဲတိုက်ခိုက်သွားပြန်တယ်လို့တောင်သားမြို့နယ်နေလူထုလှုပ်ရှားမှုကော်မတီရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်ကိုပြောပါတယ်ဒါကတော့ဇွန်လ၄ရက်နေ့ဖြစ်တဲ့မနေ့ကပဲဂျပန်စကောင်စီရဲ့မိတ္တလာလေတက်ကနေတက်လာတဲ့စက်တက်လေဒီတွေဟာတောင်သားမြို့နယ်ကနဘူးချင်းနဲ့ထောက်ရှာချင်းကြေးရွာတွေတပိုက်ကိုဘုံတွေလာရောက်ကျဲချသွားတယ်ဆိုပါတယ်အဲ့ဒီအချိန် ပြည်သူတွေဟာလေကြောင်းအန္တရာယ်သတိပေးချက်ကိုကြိုတင်ရရှိခဲ့တဲ့အတွက်အတန်အနည်းကင်းဝေးခဲ့ပြီးစစ်ကောင်စီကတော့နိုင်ငံကာကိုလူကြောက်အောင်အခုဇွန်လအကုန်ထိသူတို့စစ်တပ်ဘက်ကနေအပြစ်ရထားပါတယ်ဆိုပြီးတဖက်မှာတော့လေကြောင်းတိုက်ခိုက်မှုတွေနဲ့စစ်ကြောင်းထိုးတာတွေကိုအဆက်မပြတ်လုပ်နေတယ်လို့လည်းသိရပါတယ်ခင်ဗျာတဖက်မှာတော့ရှမ်းပြည်နယ်ရွာငံမြို့နယ်မဲဆန္ဒနယ်ကပြည်သူလွတ်တော်ကိုယ်စားလှယ်ဦးအောင်စိုးမင်းဆိုတဲ့သူဟာအကြံပေးစကောက်စီရဲ့ဖန်ဆီးမှုကိုခံရပြီးတဲ့နောက်စစ်ကြောရေးစခန်းမှာကြာဆုံးခဲ့ရတယ်လို့ ပြည်သူ့လွတ်တော်ကိုစားပြုကော်မတီ CRPH ကတင်ထုတ်ပြန်ထားပါတယ်။အဲ့ဒီပြည်သူ့လွတ်တော်ကိုစလဲဥအောင်စုံမင်းကို2024ခုနှစ်ဒီဇင်ဘာလမှာပဲအချမ်းဖက်စကောင်စီတပ်ကပြည်ဦးလင်မြို့မှာဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။အဲ့ဒီနောက်ဥအောင်စုံမင်းကိုစစ်ကောင်စီတပ်ကစစ်ကြောရေးမှာနှင်းပန်းနှိပ်စက်ခဲ့ပြီးလွန်ခဲ့တဲ့လပိုင်းကပဲဥအောင်စုံမင်းဟာစစ်ကြောရေးစခန်းမှာတင်ကြာဆုံးသွားခဲ့ရတယ်လို့ CRPH ကထုတ်ပြန်ထားပါတယ်။ဒါပြင်မြန်မာနိုင်ငံမှာအချမ်းဖက်စကောင်စီကတိုင်းပြည်ရဲ့အာဏာကိုမတရားလုယူသိမ်းပိုက်ပြီးတဲ့နောက် ပြည်တော်စုလွတ်တော်ကိုယ်စားလှယ်18ဦးနဲ့တိုင်းဒေသကြီးနယ်ပြည်နယ်လွတ်တော်ကိုယ်စားလှယ်52ဦးကိုဖမ်းဆီးထားတယ်လို့လည်းသိရပါတယ်ခင်ဗျာတဖက်မှာတော့အကြံဖတ်စစ်ကောင်စီရုံးဆိုင်ရာနေပြည်တော်တဝိုက်မှာဒီကနေ့ဇွန်လ9ရက်နေ့မနက်ပိုင်းမှာပဲငလင်လှုပ်ခတ်မှုဖြစ်ပွားခဲ့ပြီးပြည်သူတွေတိတိတသားခံစားလိုက်ရတယ်လို့နေအိမ်ပေါ်ကနေပြေးစင်းရတယ်လို့လည်းနေပြည်တော်ဝန်ထမ်းအတိုင်းဝိုင်းကရင်ကုန်ခစ်တစ်ကိုပြောပါတယ်ဒါကတော့ဒီကနေ့ဇွန်လ9ရက်နေ့မနက်8:10မိနစ်လောက်မှာပဲ စစ်ကောင်စီရုံးဆိုင်ရာနေပြည်တော်ပြည်မနာနဲ့ပတ်ဝန်းကျင်ဒေသတွေမှာငလင်လှုပ်ခတ်မှုဖြစ်ပွားခဲ့တယ်ဆိုပါတယ်။အဲဒီငလင်တံကိုပြည်သူတွေလည်းတိတိတသားခံစားလိုက်ရပြီးနေအိမ်တွေကနေပြေးဆင်းခဲ့ကြရသလိုရက်ွက်တဲကလူတွေအကုန်လုံးပြေးထွက်လာကြတယ်လို့နေပြည်တော်ရွှေချပင်ရက်ွက်မှာနေတဲ့ဝန်ထမ်းတအုပ်ကပြောထားပါတယ်။လာဒူဇွန်လ၄ရက်နေ့ဖြစ်တဲ့မနေ့ကမွန်လွဲပိုင်းမှာလဲရှမ်းပြည်နယ်တောင်ပိုင်းအောင်ပန်းမြို့အနီးပြင်းအား၄.၅အဆင့်ရှိတဲ့ငလျင်တစ်ခုထပ်မံလှုပ်ခတ်သွားခဲ့သေးတယ်လို့လဲအမျိုးသားညီညွတ်အစိုးရကသတင်းထုတ်ပြန်ထားပါသေးတယ်ခင်ဗျ Okay. Takaro yang kita ni, ni lagi tren ni kita sepi kita bah, cisu pi kita cisu tu mari. Cina nangge